တရားဘာဝနာလို့ကိုဘာကြောင့်အထောက်ကြရတာလဲဆိုတာလေးကိုကိုရှင်တို့ပြောဖို့စီစဉ်ထားပါတယ်။တရားဘာဝနာလို့ကိုအထောက်နေကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဘာကြောင့်တရားအထောက်ရတာတုံးလို့မေးရင်ရုတ်တရက်တော့လွယ်လွယ်ကူကူပြန်ပြီးတော့ပြောတဲ့ဖို့တော့မလွယ်လောက်ဘူးပေါ့နော်။ပြောမယ်ဆိုရင်လည်းပဲအဖြေတွေကအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့။ ဘာကြောင့်တရားဘာဝနာလို့ကိုအထုတ်ကြရတာတို့ဘာလို့ဘာကြောင့်သူတော်ကောင်းလို့ကိုဦးရှင်တို့ကြိုးစားအထုတ်ကြရတာတို့လို့မေးလို့ရှိရင်ဒီဘဝဒုက္ခတွေငြိမ့်ပြီးတော့ကျမ်းသာအစ်စ်အမှန်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုရဖို့တရားဘာဝနာလို့ကိုကြိုးစားအထုတ်ကြရတာပါဦးရှင်တို့ကျေးတော်ရှင်မာရှိဆော်ဗျာကြီးရည်သားတော်မူခဲ့တဲ့ကမ္မထံတရားအထုတ်ရခြင်းဤအကြောင်းဆိုပြီးတော့စာအုပ်သေးသေးလေးရှိအဲ့ဒီမှာဆော်ဗျာကြီးက ဘာကြောင့်ကမ္မထံတရားကိုအထောက်ရတာလဲဆိုတဲ့မေးခွန်းကိုဒီယုတ်ဒီနံဒီဘဝဒီဒုက္ခတွေငြိမ်းပြီးတော့နိဗ္ဗာန်ချမ်းသာလို့ဆိုတဲ့စိတ်မှန်တဲ့ချမ်းသာကိုရဖို့အတွက်ကမ္မထံဘာဝနာအလုပ်ကိုကြိုးစားအထောက်ကြရတာလို့ဒီလိုဆိုဘုရားကြီးကရှင်းပြအဲ့ဒီမှာဦးဇင်းတို့ဆိုတော့ဘုရားကြီးရှင်းပြတဲ့နောက်အကြောင်းအရာလေးတွေတင်တရားပြင်ဆိုတော့ဘုရားကြီးရဲ့ဉာဏ်တော်ကိုအမိပြုပြီးတော့ဦးဇင်းတို့လည်းပဲအဲ့ဒါကိုပြောခြင်းပါ တော့ဘဝဆိုတာတကယ်တမ်းကတော့နော်ဆင်းရဲဒုက္ခရဲ့အဆူဝေးမြတာပဲတရားဓမ္မတို့ဥရှင်တို့နားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဘဝဆိုတာဆင်းရဲဒုက္ခရဲ့အဆူပုံမြတယ်ဘာဒုက္ခတွေရှိတော့မလွဲမရှောင်နိုင်တဲ့ဒုက္ခကစပြီးတော့ပြောရမယ်ဆိုရင်မွေးဖွားလာတဲ့ကစပြီးတော့တဖြည်းဖြည်းနဲ့အိုးလာတဲ့ဟောင်းလာအရည်သွေးတွေကျလာတယ်ဒါဒီဘဝဒီခန္ဓာဟာမလွဲမသွေတွေ့ရမယ်ကြုံရမယ် တနည်းအားဖြင့်သူ့ရဲ့တဘာဝတရားအဲ့လိုအိုး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 လာရင်နဲ့ဟောင်း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 လာရင်နဲ့ပဲချွင်းချက်တွေများပြီးတော့ခန္ဓာကိုယ်ကြီးကနာကျင်မှုအခံခက်မှုဆိုတဲ့ဒုက္ခဝေဒနာတွေနဲ့နှပန်းလုံးရပြန်နာကျင်ဆိုတဲ့တရားကိုတွေ့ရတယ်အဲ့ဒီလိုနဲ့ပဲခန္ဓာကိုယ်ကြီးကနောက်ဆုံးဘလုံးမှ သုံးစားလို့မရတဲ့အနေအထားမျိုးရှောက်ပြီးတော့တဘဝအတွက်အပြီးပိုင်ပျက်စီးခြင်းလို့ဆိုတဲ့ မသေးခြင်းပဲနဲ့သေရတယ်ဆိုတဲ့ဒုက္ခကိုဆက်ပြီးတော့ရင်ဆိုင်ရတယ်။အဲလိုအိုခြင်းနာခြင်းသေခြင်းဒုက္ခတွေကိုရင်ဆိုင်တဲ့နေရာမှာဒီအိုခြင်းနာခြင်းသေခြင်းနဲ့မတွေ့သေးခင်မှာလည်းပဲဒီဘဝရဲ့လောကရန်တရားတွေကိုတွေ့တွေ့ရတာကျုံရတာတွေရှိတောကဆိုတဲ့ဆွေရင်မှုပရိဒေဝဆိုတဲ့ငိုကြွေးမှုဒုက္ခဆိုတဲ့ကိုရှင်ရဲမှုဒေါမနတဆိုတဲ့စိတ်ရှင်ရဲမှုဥပါယတဆိုတဲ့ပြင်းစွာပင်ပန်းမှုဆိုတဲ့ဒီဒုက္ခတွေကလည်းပဲ ဒကာမတို့ဦးဇင်းတို့တွေဘဝခန္ဓာရလာလို့ရှင်အခါအလောဆိုတွေ့ရတယ်ကြုံရတယ်ရှင်ဆန်ရတယ်တော့ဒါတွေကိုကြည့်လို့ရှိရင်ဘဝဆိုတာဘာလဲလို့မေးရင်ဘဝဆိုတာဒုက္ခရဲ့အစုပုံပဲဧဝမေတ္တာကေဝလတ္တဒုက္ခကန္တတာတမှုရေဟောတိလို့ပိစံမုပ္ပဒေသနာမှာပြည့်တဲ့ဘုံသူတော်ကတော့အလုံးရထားတဲ့ဒေသနာပိုင်းစားလေးရှိတယ်ဒီရှင်ဆက်မပြတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘောဝတရားဆိုတာ ဧဝမေတ္တတကေဝလတ္တဒုက္ခခန္ဓာတသမုဒယဟောတိတက်တက်သောဒုက္ခရဲ့အစုအဝေးမျှတာဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်။အဲ့ဒါဘောမှာအဲ့လိုသိဆုံးပြီးတော့လည်းပဲဒုက္ခတွေကပြီးသွားရောလားဆိုတော့မပြီးဘူး။တက်ပြီးတော့မွေးဖွားရတယ်ဆိုတဲ့ဒုက္ခဇာတိတပံရလာပြီဆိုတာနဲ့သောတော်ကပြောတဲ့အတိုင်းတစ်ခါတစ်ပတ်လည်သွားပြန်တယ်။အိုရတယ်၊နာရတယ်၊သိရတယ်။အဲ့လိုနဲ့တဘောပြီးတော့ ဒါကမှတို့ဦးမြင့်တို့တွေရဲ့เนาะအနေဒါဆင်းရဲဒုက္ခကိုပဲဖြတ်တန်းရတယ်ဆင်းရဲဒုက္ခကိုပဲတွေ့ကြုံရတယ်ဒါနဲ့အဲ့ဒီဘဝကဘာလို့ဖြစ်ရတာတုံးเนาะဥချင်းတာချင်းသိချင်းဆိုတဲ့ဒီဒုက္ခတွေကဘာလို့ဖြစ်ရတာတုံးလို့မေးရင်ဘဝအတိတ်တပံဖြစ်မိလို့ဇာတိတည်းဟူသောအကြောင်းကြောင့်ဒီဖြစ်ပေါ်လာခြင်းဆိုတဲ့အကြောင်းတရားကိုအခြေခံပြီးတော့ကြံတဲ့ဒုက္ခတွေဖြစ်ရတယ်ဆိုတာအလွန်မှတင်ရှားတယ် အဲ့လိုဆိုရင်ဘဝအတိတ်တပံကဘာလို့ဖြစ်ရတာတုံးဆိုတော့ဘဝရဲ့ပုံမှာမမောတဲ့တဏှာလောဘကြောင့်ဘဝအတိတ်တပံထပ်ပြီးတော့ဖြစ်ရတယ်။တတဝတူတယောက်ကွယ်လွန်နေစာရောက်ခါနေမှာသူနောက်ဆုံးတွေ့ကြုံရတဲ့အာယုံဝဲဆွဲလန်းတဲ့တဏှာအခြေခံပြီးတော့နောက်ထပ်ဝိညာဉ်အတိတ်ထပ်ပြီးတော့ဖြစ်တယ်လို့နားလည်ရတယ်။လောဘကိုခြေခံပြီးတော့တဏှာဖြစ်ဘဝတဏှာဆိုတဲ့ဘဝရဲ့ပုံမှာမမောတဲ့လိုချင်တဲ့ဖြစ်ချင်တဲ့ရချင်တဲ့ အဲ့ဒီဘဝတဏ္ဍာကိုအခြေခံပြီးတော့ဘဝအသစ်ဖြစ်ရတယ်။ဘဝအသစ်ဖြစ်ပြီးဆိုရင်အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုရင်ဆိုင်တွေ့ကြုံခံစားပြီးတော့အိုးရတယ်၊နာရတယ်၊သိရတယ်။ဒါကြောင့်ဘဝရဲ့အနေအထားကိုကြည့်မယ်ဆိုရင်ဘဝဟာဘာလဲလို့မေးရင်ဆင်းရဲဒုက္ခ။အဲ့တရားဘဝနာအထုတ်တယ်ဆိုတာအဲ့ဒီဆင်းရဲဒုက္ခတွေလုံးဝငြိမ်းပြီးတော့ချမ်းသာအစစ်မှန်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုရဖို့အတွက်တရားဘဝနာလို့ကိုစူးစမ်းအထုတ်ရတာတဲ့။ဒါကအမြင့်မားဆုံးရည်ရွယ်ချက်ကိုပြောတာပါ။ အဒီနေမှာဦးရှင်တို့ဒီဘဝတဏဘာကြောင့်ဖြစ်လဲဆိုတာလေးဘဝတဏမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုဆရာဘုရားကြီးပေးထားတဲ့ဥမာကိုဦးရှင်ကအရင်သဘောကျလို့ပြောခြင်းတယ်။ဘာလို့ဘဝရဲ့ပုံမှာမမောတဲ့ဘဝတဏဖြစ်နေရတာတော့ဘဝကိုဘာလို့လိုချင်နေရတာတော့ဘဝနဲ့ဘယ်နဲ့ကြောင့်မခွဲမခွာခြင်းဖြစ်နေရတာတော့လို့မေးရင်ဒီရုပ်ဒီနံဒီဘဝဒီခန္ဓာရဲ့အပြစ်ကိုမမြင်တာကတကြောင်တဲ့ဟုတ်လား ပြီးတော့နိဗ္ဗာန်ချမ်းသာဆိုတာဒီယုတ်ဒီနာနော်ဒီခန္ဓာဒီဘဝထက်အာလွန်နဲ့ချမ်းသာဖြစ်တယ်လို့နိဗ္ဗာန်ရဲ့ချမ်းသာကိုနော်ဒီယုတ်ဒုက္ခနဲ့ဒုက္ခထက်အာလွန်နဲ့နော်နိဗ္ဗာန်ချမ်းသာကိုမသိမမြင်ခြင်းကတကြောင်နဲ့အကြောင်းဘယ်နှကြောင်းပြတာနှစ်ကြောင်းပြတာနော်ယုတ်နံဘဝဒုက္ခကိုယုတ်နံဘဝဒုက္ခရဲ့အပြစ်ကိုမမြင်တာကတကြောင်နော်ဒီယုတ်ဒီနံနဲ့အာလွန်နဲ့နိဗ္ဗာန်ချမ်းသာရဲ့ နေထားကိုမသိမမြင်တာကတရားဒါကြောင့်မလို့ဘဝရဲ့ပုံမှာမမောတဲ့ဘဝတဏဆိုတာဖြစ်တာတဲ့အခြေခံကြညာလေးပြောတာပေးတယ်လို့တေးချာလေးစဉ်းစားပြီးတော့နားထောင်ရနော်တရားဘာဝနာလို့ဘာကြောင့်အထောက်ရတယ်လဲဆိုတဲ့မိကွန်းရဲ့အဖြေကိုရှင်းနေတာဟုတ်လားအဲ့ဒီမှာစတော်ဘုရားကြီးကဥမာဘလို့ပေးတော့ဆိုတော့နော်အလွန်ခေါင်းပါတဲ့အရက်ဒေသမှာနေနေတဲ့ဆင်းရဲသားတယောက်အစိုက်လို့ပြောလို့လည်းပဲတိတ်အစင်မပြေဘူးလမ်းပန်းဆက်တွေရလည်းညံဖြင်း ရာသီဥတုဟာလဲဆိုးဝါအလွန်ခေါင်းပါတဲ့ဆင်းရဲတဲ့ပူလောင်တဲ့အရက်ဒေသမှာမွေးဖွားလာတဲ့ဆင်းရဲသားတယောက်အဲ့ဒီဆင်းရဲသားဟာအဲ့ဒီရက်ဒေသမှာမပြောဘူးလားဆိုတော့ပြောတယ်တဲ့အဘလို့ပြောရတာတော့သူအဲ့ဒီရက်ဒေသမှာဘာလို့ပြောနေတာတုံးဆိုတော့အကြောင်းနှမျိုးရှိတယ်တဲ့အဲ့ဒီအကြောင်းကဘာလို့ဆိုတော့သူအရက်ဒေသရဲ့အပြစ်ကို မမြင်တာကတကြောင်ဟုတ်လား သူ့ရဲ့ဒေသတဲ့သာလုံနဲ့သာယာဝါပြောတဲ့စိုက်လို့ပြုလို့ကောင်းတဲ့ရာတိဥလိုကောင်းတဲ့နှကူလို့တန်းလို့ကောင်းတဲ့လမ်းပန်းဆက်သွေးကြီးကောင်းတဲ့အစသာရာသူ့ရဲ့ဒေသတဲ့သာလုံနဲ့အရက်ဒေသရှိနေတယ်ဆိုတာကိုမသိတာကတကြောင်အကြောင်းဝင်တဲ့အကြောင်းတော့များနောက်ကိုနေရာလေးကိုတော့ကောင်းတဲ့ထင်နေကြတာဟုတ်ဟုတ်လားကိုနေရာတဲ့သာလုံနဲ့နေရာရှိတယ်ဆိုတာကိုမသိဘူးအဲ့တော့ကိုနေရာကိုဒေသရဲ့အပြစ်ကိုမမြင်တာကတကြောင် ကိုနေရာထက်တာလွန်တဲ့ချမ်းသာတဲ့အရက်ဒေတာရှိတယ်ဆိုတာကိုမသိတာကတကြောင်အဲ့ဒီအကြောင်းနဲ့အကြောင်းကြောင့်အဲ့ဒီဆင်းရဲတာအဲ့ဒီသူ့ရဲ့ခေါင်းမတဲ့အရက်ဒေတာမှာပဲသူပါဖြစ်နေတော့ပြောနေတယ်ပြောနေသေးတယ်များအဲ့ဒီအရက်ဒေတာမှာနေနေရတဲ့အနေထားနဲ့တွေ့ကြုံရမယ့်ဒုက္ခတွေကသူ့အတွက်ရှင်ဆိုင်ရမှာပဲဟုတ်ရဲ့လားအဲ့ဒါဆိုကြီးကအဲ့ဒါကိုဥမှန်ပေးတာအဲ့ဒီဆင်းရဲသားလို့ပဲတဲ့ဒကာမတို့ဦးကြီးတို့တွေဟာ ကိုယ်ဘဝကိုယ်ခန္ဓာဒီယုတ်ဒီနံရဲ့အဖြစ်ကိုမမြင်တာကတကြောင်ဟုတ်လားဒီယုတ်ဒီနံထက်သာလွန်တဲ့နိဗ္ဗာန်တည်းဟူသောချမ်းသာကိုမမြင်တာကတကြောင်အဲ့ဒီအကြောင်းနှစ်ခုကြောင့်ဒီဘဝဒီယုတ်ဒီနံရဲ့ပုံမှာตายာမှုဆွဲလန်းမှုမမောမှုဆိုတာကြီးကဖြစ်နေတာအဲ့ဒါကြီးဖြစ်နေသေးတယ်မြတ်ဘဝအတိတ်တပံဖြစ်ခြင်းဆိုတာလေဖြစ်လာမှာပဲဘဝအတိတ်တပံဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုရင်ဆိုင်ဖြတ်သန်းပြီးတော့နောက်ဆုံးအိုးနာသိပြီးတော့ ဒီလိုနဲ့ပဲဒုက္ခဆက်ကြီးဆက်ပြီးတော့လက်ပတ်မယ်ပေါ့ဟုတ်လားအဲ့တော့အဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဘဝတဏမဖြစ်အောင်ဒီဘဝဒီခန္ဓာရဲ့အဖြစ်ကိုလည်းမြင်အောင်ကြည့်ရမယ်နိဗ္ဗာန်ရဲ့ချမ်းသာဘုံကိုလည်းပဲသိအောင်ကြိုးစားရမယ်အဲ့တော့ကမ္မထံဘာဝနာတရားကိုအထုတ်ခြင်းအပြင်ဒီဘဝဒီခန္ဓာရဲ့သဘောမှန်ဖြစ်တဲ့အဖြစ်တွေကိုလည်းမြင်လာနိုင်တယ်နိဗ္ဗာန်ချမ်းသာကိုလည်းမျက်မှောက်ပြုနိုင်တယ်တဲ့ ဆိုလိုတာကဒီယုတ်ဒီနဲ့ဒီဘဝရဲ့အပြစ်ကိုမြင်ဖို့အတွက်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်တရားဘဝနာအလုပ်ကိုအထောက်ရတာအဲဒါဘဝခန္ဓာရဲ့အပြစ်ကိုလည်းမြင်မယ်နိဗ္ဗာန်ချမ်းသာကိုလည်းမြင်မယ်ဆိုရင်ဒီဘဝရဲ့ပုံမှာအဲ့ဒီပုံကမမောတဲ့စိတ်ရှိနိုင်မလားမရှိနိုင်ဘူးခုနကတုန်းကဇင်းရသားတယောက်ကိုယ့်ရဲ့ဒေသရဲ့အပြစ်တွေကိုလည်းမြင်မယ်ဩယောဂါလည်းထူပြောလိုက်တာနော်မိုးလေဝသကလည်းခေါင်းမလိုက်တာနော်မြေကလည်းဘာမှလောက်ကန်ဆံကောင်းကြက်တီကိုဟုတ်လား တကူတည်းများလည်းပေါ်မှာပေါ်ဟာအစရှိတဲ့ပြင်ဘယ်သားလေးမှကောင်းတာမရှိဘူးလို့သူ့ရဲ့ဒေသရဲ့အဖြစ်ကိုလည်းမြင်မယ်။အလွန်သားရွာပြောတဲ့နေရာကိုလည်းသူတိမယ်ဆိုရင်သူတေချာပေါက်ပြောင်းသွားမှာပဲဟုတ်တယ်မဟုတ်လား။အဲ့ဒီဥမာအလွန်ကောင်းတယ်လို့ဥရင်တင်တယ်ဟုတ်လား။ဒါကြောင့်တရားဘာဝနာအထုတ်တယ်ဆိုတာဘာလဲလို့မေးရင်ဒီဘဝဒီခန္ဓာရဲ့အခြေအနေမှန်ကိုသိပြီးတော့ဒီဘဝဒီခန္ဓာထက်သာလွန်မြင့်မြတ်တဲ့ချမ်းသာဖြစ်တဲ့နော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်တရားဘာဝနာလို့ကိုအထုတ်ရတာ။ လိုအားထုတ်ရမှာလဲဆိုတာကိုတော့ဦးဇင်းတို့ပြီးတော့ပြောမှာပါပေးတယ်လို့လည်းပဲအားလုံးဒါကတော့ထားရေးလျောက်ရုပ်လည်းကျွန်းကျွန်းချင်းချင်းတိထားကြပြီးသားပါဟုတ်လား။ဘာကြောင့်တရားအားထုတ်ရတာလဲဆိုတာလေးကိုတရားအားထုတ်ခြင်းစိတ်ပို့ပြီးတော့ထက်သန်သွားအောင်ပေါ့လေ။နော်ဒါလေးကိုဦးဇင်းတို့ပြောတယ်။ဒါကတော့ဦးဇင်းတို့အမြင့်မားဆုံးရည်ရွယ်ချက်လို့ဆိုရမယ်။ဦးဇင်းသာချင်းသိချင်းဆိုတဲ့ဒီဘဝခန္ဓာဒုက္ခတွေချုပ်ငြိမ်းပြီးတော့နိဗ္ဗာန်ဆိုတဲ့စိတ်မှန်တဲ့ချမ်းသာကိုရရှိနိုင်ဖို့အတွက်တရားဘာဝနာလုပ်ကိုအားထုတ်ရတယ်။ ဆက်ပြီးတော့လည်းရည်ရွယ်ချက်ကလေးတွေအကျိုးကျေးဇူးလေးတွေတနည်းအားဖြင့်သိနိုင်မြင်နိုင်တဲ့သိလွယ်မြင်လွယ်တဲ့အကျိုးကျေးဇူးလေးတွေကိုလည်းပဲပြောရအောင်မယ်။နောက်ကမ္မထံဘာဝနာကိုအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးတနည်းအားဖြင့်ဒီအကျိုးကျေးဇူးကိုပဲရည်ရွယ်ချက်တစ်ခုအနေနဲ့ထားပြီးတော့အားထုတ်သင့်တယ်ဆိုတာလေးကိုအရင်ဆက်ပြီးတော့ပြောပါမယ်အဲ့ဒါ။အဲ့ဒါဘာပြောချင်တော့ဆိုတော့တရားဘာဝနာလို့အားထုတ်တယ်ဆိုတာ အခုလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့နောင်လည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့ဆိုတဲ့အကျိုးကျေးဇူးနှစ်ယောက်ကိုညှို့ကိုပြီးတော့အထောက်ရတယ်။ဒါအနှစ်ချုပ်ပဲနော်။အခုလောလောဆယ်ပစ္စုပန်တနည်းအားဖြင့်ဒီပစ္စုပန်ဘဝလို့လည်းဆိုနိုင်တယ်ပေါ့နော်။အခုလောလောဆယ်အနေထားလေးလို့လည်းဆိုနိုင်တယ်။အခုလည်းပဲချမ်းသာဖို့အစဉ်ကြီးဖို့အေးချမ်းဖို့ဟုတ်လား။ပြည့်စုံပြီလားမပြည့်စုံသေးဘူး။ဘာကျန်နေတော့နောင်လည်းပဲချမ်းသာဖို့ပြည့်စုံဖို့နော်အစဉ်ကြီးပြီးနေနိုင်ဖို့ ဓမ္မသာလေးဒကာဓမ္မတို့အရင်တို့တရားဒေသနာရဲ့တရားဘာဝနာရဲ့အကျိုးကျေးဇူးကိုပြည့်စုံတယ်လို့ဆိုရမယ်ဟုတ်လားတော့ဒီနေ့မှာဦးရှင်တို့နောင်မှချမ်းသာဖို့ဆိုတာကပြောလေအများကြီးရှိတယ်နောင်မှချမ်းသာဖို့ဆိုတာဘာကိုရည်ရွယ်တာတော့ဦးချင်းနာချင်းတည်ချင်းလို့ဆိုတဲ့ရင်ဆိုင်ဖြတ်တန်းဖို့ခက်ခဲတဲ့အခြေအနေဇိုးတွေနဲ့တွေ့လာတဲ့အခါကိုနောင်လို့ပြောတာဟုတ်လားနောင်မှချမ်းသာဖို့ဆိုတာအဲ့ဒါကိုရည်ညွှန်းတာဒါပဲလားမဟုတ်သေးဘူး ဒီဘဝပျက်စီးသွားရင်တေချာဘဝဘဝတဏမကုန်သေးတဲ့အတွက်ကြောင့်ဒကာမတို့အညီတို့တွေကဘဝတည်းတစ်ခုကိုရလိမ့်မယ်။ရပြီဆိုရင်ကောင်းတဲ့ဘဝကိုရမလားဆိုးတဲ့ဘဝကိုရမလားလို့နော်ဒုက္ခတိဒုက္ခတိလို့လားเสียရကအချမ်းချင်းဘယ်နှမျိုးရှိတော့နှမျိုးရှိပဲဘဝရတာကောင်းတော့ဒုက္ခတိဘဝကိုရတာကောင်းတာပေါ့ဘဝရရမှားခြင်းအတူတူဆိုရင်တော့ဒုက္ခတိဘဝကိုရတာကောင်းတယ်ဒါထင်ရှားပြီးသားအဖြစ်တစ်ခုပါဟုတ်လားအဲ့လိုဆိုရင်နောင်ဆိုတာအဲ့ဒါကိုကြီးပဲပြောတာ ်။အိုချင်းတာချင်းသေးချင်းဆိုတဲ့ရင်ဆိုင်ဖြတ်တတ်ဖို့ခက်ခဲတဲ့အခြေအနေကိုလည်းနောင်လို့ပြောတယ်။နောက်ဘဝဆိုတာကိုလည်းနောင်လို့ပြောတယ်။တရားဘောနာအထုတ်တယ်ဆိုတာအခုလည်းချမ်းသာဖို့နောင်လည်းချမ်းသာဖို့ဆိုတာဒီလိုကြည်ကြည်ပြန့်ပြန့်နားလည်ရမှာ။ဟုတ်ရဲ့လား။အခုလည်းပဲနှလုံးစေဝါငင်းငင်းအေးအေးချမ်းချမ်းသာသာနေနိုင်မှု။နောက်အိုချင်းတာချင်းသေးချင်းဆိုတဲ့ရင်ဆိုင်ဖြတ်တတ်ဖို့ခက်ခဲတဲ့အခြေအနေစိုးနဲ့တွေ့လာရင်လည်းပဲတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရင်ဆိုင်နိုင်ပြီးတော့ အလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရရှိဖို့ဒါကနောင်လဲချမ်းသာဖို့ဆိုရင်အဲ့ဒါကိုပြောတာအဲ့ဒီလိုမျိုးအခုလဲချမ်းသာတဲ့အနေအထားနောင်လဲချမ်းသာတဲ့အနေအထားမျိုးကိုရအောင်ဒီတရားဘာဝနာအလုတ်ကကောင်းကောင်းကြီးအမခံနိုင်တယ်ဟုတ်အဲ့ဒီအကျိုးကျေးဇူးနှစ်ရပ်ကိုရရှိဖို့အတွက်ဒီတရားဘာဝနာလုပ်ငန်းကတေချာဖို့ဒီကရမတို့ဥယျာဉ်တို့လှုပ်ထားတဲ့ပုံကိုအတွက်အမခံချက်ရှိတယ်ဟုတ်အဲ့ဒါကိုဥယျာဉ်တို့ပညာပရိဟိနာတုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့တုတ်တံမှာအတိအလင်းတွေ့ရတယ် အဲ့ဒီတုတ်တန်လေးလည်းဥစဉ်ကအရန်သဘောကျတယ်သူသဖြင့်တရားဘာဝနာလုပ်ကိုကြိုးစားအထုတ်ဖို့စိတ်ဝင်စားကြတဲ့နော်ပညာကိုစိတ်ဝင်စားကြတဲ့ပုံကိုယ်တွေအတွက်နော်အလွန်တရာမှတ်သားစရာကောင်းတဲ့တရားဒေသနာတစ်ပုဒ်ပေါ့အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားဘာပြောလို့ဆိုတော့ယန္တုတဲ့ဝိပဿနာပညာမဲ့ပညာပုပညာလို့ဆိုရဲအလွန်မြင်မာတဲ့ဒီပညာရက်ဒီမှာဆုံးရှုံးကြတဲ့ပုံကိုယ်တွေဟာလူ့ဘဝကြီးမှာကောင်းကောင်းဆုံးရှုံးကြတဲ့ပုံကိုယ်တွေပဲတဲ့ဒီကနေ့စပြောတော့နော် ဝိပဿနာပညာဆိုတာဒီဘဝခန္ဓာမှာဖြစ်ပေါ်နေတဲ့ရုပ်တဏ္ဍသဘာဝတရားတို့ရဲ့မတီးမြဲတဲ့သဘာဝကိုကောင်းကောင်းသိတာနားလည်တာကိုဝိပဿနာပညာဟုတ်လားဘာပဲဖြစ်လာဖြစ်လာပြီးဆုံးကြောက်ွက်သွားတာကြီးပဲလို့ရုပ်နံတရားတို့ရဲ့เนาะဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့တဲ့သဘောเนาะဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့တဲ့သဘောဒါကိုကောင်းကောင်းသိတာမြင်တာနားလည်တာကိုဘာလို့ခေါ်လို့ဝိပဿနာပညာအဲ့ဒီဝိပဿနာပညာကိုရင့်ကျက်အောင်ပွားများလို့ သစ္စာလေးပါးကိုမြန်တွင်ပေါက်ပြီးတော့သိမယ်ဆိုရင်အဲ့ဒီသိတဲ့ပညာကိုမဲ့ပညာဖို့ပညာတော်တော်နိဗ္ဗာန်ချမ်းသာကိုတောင်မျက်မှောက်ပြုနိုင်တဲ့အထိအည်သွင်းမြင့်တယ်ပေါ့ဟုတ်လားအဲ့ဒီဝိပဿနာပညာအရိယာမဲ့ပညာကိုမရရှိလိုက်ဖဲနဲ့ဆုံးရှုံးသွားတဲ့ပုံကိုယ်တွေကဘဝမှာကောင်းကောင်းဆုံးရှုံးရတဲ့ပုံကိုယ်တွေလို့မြတ်စွာဘုရားပြောတယ်ကောင်းကောင်းဆိုတဲ့စကားလုံးကိုသုံးတယ်သူပရိဟိနာသူဆိုတာကောင်းကောင်းပဲပရိဟိနာဆိုတာဆုံးရှုံးတာဆုပ်ယုတ်တာဟုတ်လားကောင်းကောင်းဆုံးရှုံးသွားတာတနည်းအားဖြင့် ခေစကားလေးနဲ့ပြောရမှရှင်တော့ဒီကောင်းတော့ကောင်းကောင်းထိတာပဲကွာလို့တချို့အချင်းလေးစိုးတွေနဲ့တွေ့တော့ရင်ကိုကလည်းတိတ်ပြီးတော့အဲ့ဒီလူကမတည့်ဘူးဆိုရင်အဲ့လိုမျိုးပြောကြတာမရှိဘူးလားကောင်းကောင်းထိသွားတာပဲဟုတ်လားခုလည်းပဲမြတ်စွာဘုရားအဲ့လိုသုံးနှုံးတာပညာချုပ်ရင်းတဲ့ပုံကိုယ်တွေကဘွားမှာပါလေတော့ကောင်းကောင်းရှုံရှုံနဲ့ကောင်းကောင်းဆွရုပ်တဲ့ပုံကိုယ်တွေဘာပြောလို့လဲတဲ့တိဒိဋ္ဌေဝဓမ္မေဒုက္ခဝိရတိတဝိကာတံတဥပ္ပယတံတပရိလာ ကာယတ္တပေရာပရမရဏဒုက္ကဋိပါဋိကင်္ခာအကြောင်းပြချက်နှစ်ချက်မြတ်စွာဘုရားပေးတယ်။ပညာဆုပ်ယုတ်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းကောင်းဆုပ်ယုတ်ကြတဲ့ပုဂ္ဂိုလ်တွေလို့ဘာကြောင့်ပြောရတာတုံးဆိုရင်တဲ့အဲ့ဒီပညာမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပညာကိုမရတဲ့ပုဂ္ဂိုလ်ဟာတိဋ္ဌိထေဝဓမ္မေဒုက္ခဝိရတိလောလောဆယ်ပြစ္ဆခမာကိုပဲအဲ့ဒီလိုဟာစနေရဲနေရလိမ့်မယ်တဲ့။တိအချက်ပါပြောတော့စနေရဲနေရလိမ့်မယ်တဲ့အခုလောလောဆယ် ဘလို့ရှင်းရင်မာတော့ရှင်းရင်ဘုံရှင်းရင်ဒီကိုမြတ်စွာဘုရားစကလုံးသုံးလုံးသုံးပြီးတော့ပြောတယ်။တဝိဃာတံဆင်းရဲခြင်းနဲ့တကွတဥပါယတံပင်ပန်းခြင်းနဲ့တကွတပရိလဟံပူလောင်ခြင်းနဲ့တကွဟောသိချာမှတ်နော်။ပညာရှိတဲ့ပုဂ္ဂိုလ်ခန္ဓာရဲ့အနိစ္စသဘောကိုမသိတဲ့မမြင်တဲ့နားမလည်တဲ့ပုဂ္ဂိုလ်ဟာစနေရဲ့နေရမယ်။ပင်ပင်ပန်းပန်းနေရမယ်။ပူပူလောင်လောင်နေရမယ်။ကိုယ်ခန္ဓာမှာဘာဖြစ်လို့ဖြစ်နေမှမသိဘူး။ ဒီတိုင်းကြီးပဲအမတ်တမဲကြီးပဲဒီတိုင်းကြီးနေနေအဲ့ဒီအနေဒါဟာဆင်းရဲနေတဲ့အနေဒါပဲပင်မနေတဲ့အနေဒါပဲပူလောင်နေတဲ့အနေဒါပဲဒါလည်းပဲဒီအနေဒါလေးကိုသိဖို့ကလည်းတိတ်ပြီးတော့မလွယ်ဘူးလို့အရင်ထင်ပါတယ်ဟုတ်လားဒါပေမဲ့သေချာစဉ်းစားကြည့်ရင်တော့နားလေဖို့လွယ်ပါတယ်နော်တတိမရှိဘူးညံမရှိဘူးဖြစ်လို့နေတယ်ဆိုရင်ဒီစိတ်ကချမ်းသာနေတာမဟုတ်ဘူးဒီစိတ်ကတက်တာနေတာမဟုတ်ဘူးဒီစိတ်ကအေးချမ်းနေတာမဟုတ်ဘူးဒီစိတ်ဘလို့ဖြစ်နေတဲ့စိတ်တော့ ်ဆင်းရဲနေတဲ့စိတ်ပဲပင်ပန်းနေတဲ့စိတ်ပဲပူလောင်နေတဲ့စိတ်ဒါဘုရားဆိုဘုရားတဝိကာတံဆင်းရဲခြင်းနဲ့တကွတာဥပါယတံပင်ပန်းခြင်းနဲ့တကွတပရိလဟံပူလောင်ခြင်းနဲ့တကွဒုက္ခဆင်းရဲရဲ့ဝိရတ္တိအဲ့ဒီလိုနေရလိမ့်မယ်တဲ့အမှန်မတည်ဘူးဆိုရင်အဲ့ဒီအနေထားနဲ့နေရတာတဲ့ဝန်နေစရာကောင်းတာကအဲ့လိုဖြစ်နေလို့ဖြစ်နေမှာကိုဒကာမတို့အရှင်တို့ကကောင်းကောင်းမသိဘူးနော်ကိုကိုကိုဆင်းရဲလို့ဆင်းရဲမှမသိဘူးကိုကိုကို ပင်ပန်းလို့ပင်ပန်းမှမသိဘူးကိုကိုကိုပူလောင်လို့ပူလောင်မှမသိပဲနဲ့ပဲနေကြတာစဉ်းစားကြည့်တော့ဒါသိနိုင်တယ်နော်လက်လက်ခံနိုင်ပါတယ်ဒါကဒီတိုင်းပဲဖြစ်နေတာဟုတ်လားဒါကြောင့်ပညာမရှိရင်ဆုံးရှုံးနေဆိုတာအဲ့ဒါကိုပြောတာတဲ့လောလောဆယ်သူစင်းစင်းရဲ့နေရတယ်ဒါတင်လားဆိုတော့မကဘူးတဲ့ကာယတ္တပေဒပရမရဏဒုက္ကဋိပါဋိကင်ခနော်ဒီချင်းကြလို့ပျက်စီးချင်းကြလို့တေရပြီပျက်စီးရပြီဆိုရင်အဲ့ဒီပုံကဆင်းရဲတဲ့ဘဝပူလောင်တဲ့ဘဝဆိုတဲ့မကောင်းတဲ့ဘဝတွေကိုရောက်သွားလိမ့်မယ်တဲ့ဟုတ် စဉ်းစားနော်ပညာမရှိလို့ရှိရင်အခုလုံးလုံးစဲဆင်းရဲယုံမြမကဘဲနဲ့နောင်လဲဘလို့ဖြစ်မယ်ဆင်းရဲတဲ့ဘဝကိုရောက်မယ်ဘာလို့ဆင်းရဲတဲ့ဘဝကိုရောက်သွားမယ်လို့ပြောရတာလဲဘာလို့ပညာမရှိတဲ့လူကဆင်းရဲတဲ့ဘဝကိုရောက်သွားတာလဲဆင်းရဲရသေးရလို့ဆင်းရဲတဲ့ဘဝကိုရောက်သွားတာဒါကဥရှင်တို့အနည်းဆက်ဆုံးနော်အခိုင်အမာဆုံးအကြောင်းပြချက်နဲ့ပြောလိုက်တာဘာလို့ဆင်းရဲတဲ့ဘဝကိုရောက်သွားတာလဲဆင်းရဲရသေးရလို့ဆင်းရဲတဲ့ဘဝကိုရောက်တာ ဒါနဲ့မလို့စင်းစင်းရဲတေးရတာတော့ဆိုတော့သူစိုးတော်တော့ကပြောခဲ့တယ်လေမြတ်စွာဘုရားဒီပညာမရှိရင်အဲ့ဒီလိုကစင်းစင်းရဲရဲပူပူလောင်လောင်ပင်ပင်ပန်းပန်းနေရမလို့ပြောတာအဲ့တော့ဘဝတစ်လျှောက်လုံးသူကစင်းစင်းရဲရဲပင်ပင်ပန်းပန်းပူပူလောင်လောင်ပဲနေလာလို့ဆိုတော့တေကဏိကြာမှာချမ်းသာဖို့ဆိုတာလွယ်ပါမလားစဉ်းစားတော့နော်စင်းစင်းရဲရဲနေတဲ့လူဟာတေးရင်တေးကြပေါ့နေပါစင်းစင်းရဲရဲတေးရလိမ့်မယ်ပူပူလောင်လောင်နေတဲ့အလေးချင်းများရင်ပူပူလောင်လောင်ပဲတေးရလိမ့်မယ်ပင်ပင်ပန်းပန်းနေတဲ့အလေးချင်းများရင်ပင်ပင်ပန်းပန်းပဲတေးရလိမ့်မယ် ်အဲ့ဆိုဗျာပေးတာဘုံမှတခုရှိတယ်နော်တောင်ဘက်ကိုကိုင်းနေတဲ့တပင်ကိုခုတ်လိုက်ရင်တောင်ဘက်ပဲလဲသွားညောက်ဘက်ကိုင်းနေတဲ့တပင်ကိုခုတ်လိုက်ရင်ညောက်ဘက်ပဲလဲသွားမှာနော်ဒါသဘာဝပဲဟုတ်လားဥပလောင်းတော့ပေပေပမစင်းရဲ့အနေအထားရင်ော့အဲ့လ်းရဲ်တ်ရင်တော့စ်းရဲ့နေရတဲ့ဘဝကိုအောက်သွားမိတဲ့ဒါကြောင့်ပညာမရှိတဲ့ပုဂ္ဂိုလ်ပညာကိုရအောင်မလုပ်တဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်ဒီတရားဘာဝနာလုပ်ဖို့အထုတ်ပြီးတော့တည်နေတည်လိုက်တာကိုတည်အောင်မလုပ်ကြတဲ့ပုဂ္ဂိုလ်တွေဟာ အခုလည်းပဲဆင်းရဲတယ်ဆင်းရဲရတည်ပြီးတော့နောင်လည်းပဲဆင်းရဲတဲ့ဘဝတွေကိုရောက်လိမ့်မယ်တဲ့ဘာကောင်းနိုင်သေးဘူးဘာမှမကောင်းခုလည်းဆင်းရဲတယ်နောင်လည်းဆင်းရဲတယ်ဟာအဲ့ဒါလို့မဟုတ်ဘူးစန့်ကျင်ဘက်အနေနဲ့ပရိပဒဘာဝနာလုပ်ကိုလှုပ်တဲ့အောင်သင်ပြီးတော့ဒါကိုဇွဲနဲ့လုံလနဲ့ဝိရိယနဲ့ယုံကြည်မှုအပြည့်အဝနဲ့တော့ကြိုးစားမယ်အားထုတ်မယ်ဆိုလို့ရှိရင်တော့ပညာဆိုတာကိုရနိုင်တယ်။နော်တရားအထုတ်တယ်ဆိုတာအဲ့ဒီပညာကိုရဖို့ရည်ရွယ်ချက်နဲ့လှုပ်ကြရမှာဟုတ်လား။ဝါခဏရဲ့သဘောမှန်ကိုသိပြီး အဲ့မဒီမြဲတဲ့သဘောဝါကိုတည်လာပြီမြင်လာပြီနားလဲလာပြီဆိုရင်ဒါဗာပညာရတဲ့ခေါ်တော့ဝိပဿနာပညာသူ့ကိုရင်းချေအောင်ပွားများလို့တစ္ဆာလေးပါးကိုမြန်တည်ခဲ့မယ်ဆိုရင်တော့ तू ကတော့အမတ်ကံချက်ရှိသွားတဲ့အနေထားတွေကိုရောက်သွားမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီပညာရဲ့ဂုံချင်းစုကိုဘလို့ဆက်ပြီးတော့ပြောတော့ယဟန်တို့တဲ့ဟောဒီဝိပဿနာပညာအရိယာမဲ့ပညာပြည့်စုံကြတဲ့ပုံကိုယ်တွေကလောကမှာမဆုတ်ယုတ်ကြတဲ့ပုံကိုယ်တွေဖြစ်တယ်ဒီနေရာဖြစ် ကြီးပွားတိုးတက်ကြတဲ့ချမ်းသာမှုနဲ့ပြည့်စုံကြတဲ့ပုံကိုယ်တွေဖြစ်တယ်တဲ့အလွန်ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့တော့တေဒိဋ္ဌိဝဓမေဒုက္ခဝိရတိအဝိကတအနုပါယတအပရိလဟကာယတဗေဒပရမရဏတုက္ကဋိပါတိကင်ခဒီပညာရှိရင်အလွန်ကောင်းမွန်တဲ့ပြည့်စုံခြင်းဖြင့်ပြည့်စုံတယ်လို့ပြောတယ်ဘာကြောင့်လဲသူ့လည်းအကြောင်းပြချက်နှစ်ချက်ပေးတယ်တေဒိဋ္ဌိဝဓမေဒုက္ခဝိရတိလုံးလုံးစီအဲ့ဒီပုံကိုချမ်းချမ်းသာသာနေရမယ်တဲ့ ချမ်းချမ်းသာသာနေဖို့အတွက်မြတ်စွာဘုရားကပတ်စံရှိရမယ်လို့မပြောဘူးเนาะဒီမှာပညာရှိရမယ်လို့ပြောတယ်เนาะဟုတ်တယ်မဟုတ်လားเนาะဘဝဉာဏ်အတိုင်းဝိုင်းတွေကောင်းရမယ်လို့ဒီလိုမပြောဘူး။ဘာရှိရမယ်လို့ပြောတော့ပညာရှိရမယ်လို့ပြောတယ်။ပညာရှိရင်တော့ချမ်းချမ်းသာသာနေရမယ်။အသိရှိရင်ချမ်းချမ်းသာသာနေရမယ်။ဘလို့ချမ်းသာမှာတော့အဝိဂတံဆင်းရဲခြင်းမရှိသောအနုပါယတံပင်ပန်းခြင်းမရှိသောအပရိလဟံပူလောင်ခြင်းမရှိသောဒီစကားလုံးလေးတွေကိုအရှင်ကအရင်သဘောကျတယ် နော်ဆင်းရဲတယ်ချမ်းသာတယ်ဆိုတော့မြတ်စွာဘုရားပုံပေါ်အောင်ပုံဖော်ပြတယ်။နော်သူချမ်းချမ်းသာသာနေရတယ်ဘလို့နေရတော့အဝိကာတဆင်းရဲခြင်းမရှိဘူးတဲ့။ဆင်းရဲခြင်းမရှိဘူးဆိုတော့ချမ်းသာတယ်ပေါ့။အနုပါယတပင်ပန်းခြင်းမရှိဘူးတဲ့။ပင်ပန်းခြင်းမရှိဘူးဆိုတော့ဘာဖြစ်တော့တတ်တာတယ်ပေါ့။အဲ့ရသုံးစကားနဲ့ပြောရမယ်ဆိုရင်စိန်ကြတယ်ပေါ့။ဟုတ်လား။ပင်ပန်းမှုမရှိဘူးတတ်တောင်းတတ်တာ။ဟုတ်လား။ပြီးတော့ဘာလဲတော့ အပရိလဟပူလောင်မှုမရှိဘူးတဲ့ပူလောင်မှုမရှိဘူးဆိုပါငင်းအေးတယ်ပေါ့ပူလောင်လောင်မရှိဘူးငင်းငင်းအေးလေးနေရတယ်ဘာရှိရင်တော့ပညာရှိရင်ပြောတာနော်အလောလောဆယ်ချမ်းသာတယ်ဆိုတာအဲ့ဒီအနေထားမျိုးသုံးခုနဲ့ပြည့်စုံတဲ့ချမ်းသာခြင်းကိုပဲခံစားရမှာအလွန်လေးနဲ့တဲ့ချမ်းသာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါရင်လောင်းဆိုတော့မကဘူးတဲ့ကာယတ္တပေရာပရမရဏသုခတိပါဠိကံခာ ခန္ဓာကိုယ်ပျက်စီးလို့ပျက်စီးခြင်းကြလို့ပျက်စီးရပြီဆိုတာနဲ့ကောင်းမွန်တဲ့ချမ်းသာတဲ့ဘဝကိုအဲ့ဒီလိုရလိမ့်မယ်ရောက်လိမ့်မယ်လို့တေချာပေါက်မျှော်လင့်အပ်တယ်ပါဋိကင်ခမျှော်လင့်အပ်တယ်တေချာပေါက်ရလိမ့်မယ်ပညာနဲ့ပြည့်စုံရင်နောက်ဘဝချမ်းသာတဲ့ကောင်းမွန်တဲ့ဘဝကိုရမယ်လို့ပြောတာဒီနေမှာဘဝဆိုရင်ဒီဘဝပဲဖြစ်ဖြစ်ဒုက္ခသစ္စာဆိုတာပေးတယ်လို့ကြားဥပါတယ်ဟုတ်လားသို့တော်လည်းပဲအဲ့ဒါကသစ္စာရှုတော့ကပြောတာပေါ့နော် ဘဝအချင်းချင်းနှိုင်းစာလိုက်ရင်တော့မြင့်တဲ့ဘဝနှိမ့်တဲ့ဘဝဆင်းရဲတဲ့ဘဝချမ်းသာတဲ့ဘဝဆိုတာတွေတော့ရှိမနေဘူးလား။နောက်အပေလေးကုန်နဲ့နှိုင်းစာရင်သူ့ဘဝနဲ့ဘဝမြမဘဝဆိုရင်ချမ်းသာတဲ့ဘဝလို့ပြောလို့မရဘူးလား။ဟဲ့နော်ဘဝရမှာချင်းအတူတူရှင်တော့ကောင်းတဲ့ဘဝကိုရတာအဆင်မပြေဘူးလား။ပြေတယ်။ဘာကြောင့်အဲ့ဒီပုဂ္ဂိုလ်ကကောင်းမွန်တဲ့ဘဝကိုရတာတော့ဆိုတော့ပြောရရင်ချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်တည်သွားလို့ချမ်းသာတဲ့ကောင်းမွန်တဲ့ဘဝကိုရတာ။ဟုတ်တယ်မို့လား။ ဒါဘာလို့ချမ်းချမ်းသာသာသူသေးသွားတာလဲဆိုတော့ချမ်းချမ်းသာသာအနေများလို့ဟောမှာတက်တောင်းတက်တာတက်တောင်းတက်တာဆိုတာကဒီစကလုံးရဲ့အတိတ်ပဲကလည်းပဲနော်ပြီးပြီးပြင်းပြင်းလေးလေးနဲ့နဲ့တိဖို့လို့လည်းပဲလိုမယ်လို့ထင်တယ်နော်ဘာမှမလုပ်ရတာလေးလောက်ကိုပဲတက်တာလေးလို့ပြောလို့မရဘူးနော်တကယ်တက်တာတဲ့အနေထားကနော်အဆင်အမျိုးမျိုးရှိမယ်လို့ဦးရင်ထင်တယ်ဟုတ်လားတချို့တရားအထုတ်ရင်းနဲ့ခနာကိုကြီးကပေါ်ပြီးတော့နော်လေးနေတာမရှိဘူးလို့တောင်ပြောတယ်ဟုတ်လား သူခန္ဓာဝင်းကွာဆိုဘာဖြစ်နေလို့ပေါ့နေတယ်။နော်ဒီတိုင်းကြီးနေနေကိုကြည့်လိုက်ရင်တော့ရှောက်တယ်ကဓမ္မတို့ဦးဇင်းတို့အခုကြည့်လိုက်နော်။ဘာတွေ့မလို့ဆိုဒုက္ခဝေဒနာကိုတွေ့နိုင်တယ်နော်။တဏ္ဍကိုရဲ့မတတ်တာတဲ့သဘောရှိရင်နော်။ယုတ်ကြနေတယ်ပင်ပန်းနေတယ်ဒါအ í ကိုထိန်းထားရတယ်။ရှိတယ်မို့လား။ချမ်းသာနေတာလားဆင်းရဲနေတာလားလို့မေးရင်ချမ်းသာနေတာတော့မဟုတ်ဘူး။နော်ချမ်းသာနေတာမဟုတ်ဘူးနော်။ဆင်းရဲတဲ့ဘက်ကိုအလေးသာမနေဘူးလား။အားနေတယ်တေချာကြည့်ကြည့်လိုက်ဟုတ်လား။ အဲ့တော့တရားမမနာလို့ကိုအထုတ်လို့တကယ်အတိအញ្ញပညာမြင်မလာပြီဆိုရင်အဲ့ဒီပုံကဘလို့ဖြစ်တော့နော်တတ်တာလေတဲ့ပင်မမှုမရှိဘူးဒါရင်လာမကဘူးအပရိလာဟံပူလောင်မှုမရှိဘူးတဲ့နှလုံးစိတ်ဝန်အေဂျင့်နော်စိတ်ပူတာတွေမရှိဘူးအစိတ်ဆင်းရဲတာတွေလည်းမရှိဘူးစိတ်ပူတာမရှိလို့စိတ်ရဲ့ကိန်းရာယုတ်ကြီးရလည်းပဲမပူတော့ဘူးပေါ့များသောအားဖြင့်စိတ်ကပူလို့ယုတ်ကပူရတာများတယ်ဟုတ်လားစိတ်ကတကယ်အေးလာပြီဆိုလို့ရှိရင်စိတ်ရဲ့မိယာယုတ်လည်းမအေးနိုင်ဘူးလားအေးလာနိုင် ဒါမျိုးဆိုပါဘုရားချမ်းသာဘုံချမ်းသာနီးလေးကိုအဲ့လိုပြောတာနော်။တအဝိကတဆင်းရဲခြင်းမရှိသောအနုပါယတပင်ပန်းခြင်းမရှိသော အပရိလဟပူလောင်ခြင်းမရှိသောဒီလိုအနေအထားမျိုးနဲ့အဲ့ဒီပုဂ္ဂိုလ်ကဒုက္ခချမ်းချမ်းသာသာဝိရဂိနေရလိမ့်မယ်။နောက်ဒါလည်းမကဘူးခန္ဓာကိုယ်ပျက်စီးလို့တရားပြီဆိုတာနဲ့ဘာဖြစ်မလဲ။ချမ်းသာတဲ့ဘဝကိုရမယ်တဲ့။တပည့်တွေကောင်းသူတွေကောင်းတို့တရားဘာဝနာလို့ဆိုတာအခုလဲချမ်းသာဖို့နောင်လဲချမ်းသာဖို့အတွက်ရည်ရွယ်ပြီးတော့လုပ်ရတယ်ဆိုရင် အဲ့ဒီရည်ရွယ်ချက်ကိုပြည့်ဝရည်နိုင်တယ်ဆိုတာဒီဒေသနာကခိုင်လုံးနဲ့တက်သေးလို့မဆိုနိုင်ဘူးလားဒါကအာဂမယုတ်တိကိုပြောတာပါနော်တဘာဝယုတ်တိအနေနဲ့ပြောမယ်ဆိုရင်လည်းတရားဘာဝနာလုပ်ဖို့အထုပ်ပြီးတော့ဘဝမှာငြင်းငြင်းချမ်းချမ်းလေးနော်ကြည်ရတာမြင်ရတာကိုယ်ကတခါတည်းနှလုံးစိတ်ဝမ်းကိုကြည်နူးသွားစေနိုင်တဲ့ပုံကိုယ်လေးဟာသေးပြီဆိုတော့လည်းပဲချမ်းချမ်းသာသာသေးပြီးတော့နော်ဘဝမှာတိတ်ခါရှိရှိအဲ့လိုအတုယူစရာကောင်းလောက်အောင်နော်ဘုရားတရားဘာဝနာနဲ့နေသွားပြီးတော့ဩသူ့မှာနေတော့လည်းချမ်းချမ်းသာသာသေးတော့လည်းချမ်းချမ်းသာသာ ဘယ်ဘဝရောက်သွားလဲဆိုတာမသိရပေမဲ့လို့ကောင်းတဲ့ဘဝရောက်မှာပဲလို့လည်းပဲတေချာဖို့မှန်းနိုင်လောက်တဲ့လူတွေလောကမှာမရှိဘူးလားရှိတယ်။အဲ့ဒါလည်းပါလေ။ခိုင်လုံးတဲ့သက်သေးပဲနော်။တရားဘာဝနာလုပ်သည်အခုလည်းချမ်းသာသေးတယ်။နောက်လည်းချမ်းသာသေးတယ်ဆိုတာဒါခိုင်လုံးတဲ့အလုပ်။ဒါကြောင့်ပြည်သက်ပေါင်းသူတို့ကောင်းတို့အခုလည်းပဲချမ်းသာမှုရှိအောင်ပြစ်စက်ခချမ်းသာကိုရည်ကိုးပြီးတော့လေမျှော်ကိုးပြီးတော့လေတရားဘာဝနာလုပ်ကိုစူးစမ်းကြရမယ်။နောက်မှလည်းချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားဘာဝနာလုပ်ကိုလည်းစူးစမ်းကြရမယ်။ အဲ့ဒီနေရာမှာနောင်ဆိုတာလေးကိုလည်းပဲနော်အလေးထားပြီးတော့စဉ်းစားသိချင်းမရောက်သေးပါဘူးဆိုပြီးတော့ခပ်ပေါ်ပေါ်လေးတော့လှုပ်ထားလို့မသိတော့ဘူးပေါ့နော်မရောက်သေးတော့လည်းပဲတေချာပေါက်ရောက်လာမှာနော်မရောက်တော့ဘူးမဟုတ်ဘူးနော်မရောက်သေးတာပဲရှိတယ်ဟုတ်လားအကြီးကြီးငယ်ငယ်တေချင်းတရားဆိုတာကတော့ရှောင်လို့မရဘူးလေနော်နာချင်းတရားကလည်းပဲရှောင်လို့မရပါဘူးဟုတ်လားဒီနေရာဦးရှင်တို့ပေးတဲ့ဘောင်းတော်အောင်တို့အလွန်ဟိုစဉ်းစားကြရကောင်းတဲ့လက်စွပ်ပဲပြောပြတယ် ်တရားဘာဝနာရဲ့ဆိုရင်တတိအနေထားလေးတွေကိုအရင်နေနဲ့ပြောကြည့်ခြင်းလက်ဆောင်ဘုရားဘာပြောတော့ဆိုတော့အိုးလာတဲ့နားလာတဲ့အခါမှာနော်သူတော်ကောင်းတရားအလုတ်ကိုလှုပ်ဖို့ဆိုတာမလွယ်ဘူးလို့အဲ့ဒီလိုဟောတာတစ်ချက်ရှိတယ်